ရီးမီးယားလီးယားပေးရတဲ့ရွှေလဲအိတ်စုကိုနှစ်နှစ်ဆက်ရဖို့အတွက်လက်တကန်းကွာရောက်လာခဲ့ပြီဖြစ်တဲ့ David Raya ကျွန်တော်တို့ David Raya နဲ့ပတ်သက်ပြီးနာမည်ပြောင်းနောက်တစ်ခုရှိတယ် David Ayaya တချို့ပွဲစဉ်တွေမှာဆိုရင်သူ့ရဲ့လက်စွမ်းကြောင့်မကျွန်တော်တို့ရမတ်တီပူပြီးစုဆောင်းနိုင်ခဲ့တာရှိတယ်။တချို့ပွဲစဉ်တွေမှာဆိုရင်သူ့ရဲ့ပြာနေခဲ့တဲ့အနေအထားကြောင့်ရမတ်ကြပြောက်ခဲ့တာရှိတယ်။အများသောအားဖြင့်ဆိုရင်တော့ဒီကစားသမားတွေပြိုင်ဘက်အသင်းတွေမနာလိုခြင်းလောက်စရာကောင်းလောက်အောင်လက်စွမ်းပြခဲ့တဲ့ပွဲတပုံကြီးပဲ။အဲ့တော့ဒီကစားသမားအာဆင်နယ်ကိုရောက်လာတဲ့အပိုင်းတွေစပြောမှကျွန်တော်တို့ပြည့်စုံမယ်။သူဒီ2023 2024ဘောလုံးရာသီမှာတုန်းက အသင်းရဲ့ထိတ်တန်းကစားသမားခုံမှုတွေကြားထဲမှာအငားကြီးနဲ့ရောက်လာခဲ့တဲ့ကစားသမားဆိုလိုချင်တာက တချိန်ကျောက်လို့ရှိရင် Brandford ပြန်ပြီးကစားသမားပါกว่าဆိုတဲ့မျက်ဝန်းနေအောက်မှာဒီစားမအာဆင်နယ်စီရောက်လာခဲ့တာ Declan Rice, Kyle Beck, Julian Demarro လို့ကစားသမားတွေရဲ့နောက်မှာမှရောက်လာခဲ့တယ်အဲ့တော့ဩလို့အသင်းရဲ့အသက်လက်ငယ်တဲ့ အင်္ဂလန်သားလည်းဖြစ်တဲ့အော်ရန်စတီကိုကျော်ကြီးပွက်ထွက်နိုင်မဲ့ကစားသမားမျိုးမဟုတ်ဘူးအရန်ဒီနဲ့ပရက်ရှာပေးဖို့ပဲတောမက်ဖရန့်နဲ့ညှိနှိုင်းပြီးခေါ်ခဲ့ရတဲ့ကိုသမားတူလို့ပဲကျွန်တော်မှတ်ထားခဲ့တာဒါပေမဲ့ဒေးဗစ်ရိုင်ယာဒီအာရီတာရဲ့နီးစနစ်မှာအန်ဝင်လောက်တဲ့ဗစ်တက်ကစားပုံကိုစပိန်သားဖြစ်တဲ့အတွက်နီးစနစ်တော်တော်ကျဉ်ရတယ်အော်ရန်စတီမကောင်းလို့ပြောရမှာမဟုတ်တော့ဒါပေမဲ့ရန်စတီဒီစတော့ကီပါပိုင်းဒီမှာကောင်းတယ်လက်စွမ်းပြတယ်မဖြစ်နိုင်တဲ့ chance တွေကိုပုတ်ထုတ်တယ်တချို့ပိုင်းကြီးမှာလွယ်လွယ်ခွင့်ပြုရတာရှိပေမဲ့ Randy အနေနဲ့အားနည်းချက်ကခက်စစ်မှာဘောလုံးကို စင်တာဘက်ကစားမတူဦးပုံစံမျိုးဖြစ်ပြီးမဆော့နိုင်တာရာယာစီကနေအိုက်တာဘာရီယာလဲဆိုတော့ဘောခန်းစစ်ကစားမတူဦးပုံစံမျိုးအရှိမတက်ပြီးဘောလုံးဖြတ်နိုင်တယ်အဲ့ဒီချက်ရတယ်ပြီးတော့ရာယာရဲ့ဒီတောင်မန်တွေကိုလှမ်းပေးတဲ့လောင်းဘောတွေကတော်တော်လေးကိုတိကျတာတစ်ဖက်တောင်မန်ကစားမဝင်ရကစားမတွေဘောလုံးထိမ့်ထိမ့်တိမ့်တိမ့်လေးလှမ်းပြီးဆယ်နိုင်ပြီဆိုရင်ကွက်တီတွေရိုက်ပို့ပေးနိုင်တဲ့အနေအထားပဲ နောက်တစ်ချက်ကဒေးဗစ်ရာဒီအသက်အရွယ်ရဆိုလို့ရှိရင်အတွေ့အကြုံရင်းတဲ့အနေထားရောက်လာခဲ့ပြီကျွန်တော်တို့ဒီကစားမောက်ကိုခေါ်ခဲ့တော့အသက်28အခုဆိုရင်အသက်29နှစ်ရှိပြီဒီစပိန်သားဒီရာဒီပရီးမီးယားလိ39ပွဲဝင်ကစားတာ85ကြိမ်ပုတ်ထုတ်ထားပြီးတော့33ဂိုးပဲပေးထားတယ်ကြံခဲ့တဲ့ရာဒီကရွှေလက်အိတ်ဆုရှင်တချို့ကတော့ပြောတာပေါ့လေဂိုသမားတယောက်ဘလောက်ပဲကောင်းကောင်းကောင်းမွန်လာတဲ့ခံစားကစားမှတွေရှိမှကျွန်တော်လက်ခံပါတယ်ဝီလျံဆာလီဘာနဲ့ဂေဗီယယ်မကာဟေးနောက်ပြီးတော့ဂျူလီယန်တင်ပါ န်ဝှိုက်ဇင်ချန်ကိုလူးဝစ်ကယ်လီအဲ့လိုအစုဖွဲ့တွေရဲ့အောက်မှာကစားခဲ့ပြီးတော့ဒီကစားမှသည်နှစ်ရာစီဆက်ရွှေလဲအစ်စုရောက်ဖို့တော့တော်တော်လေးနီးစပ်လာခဲ့။မနစ်ခတ်တဲ့ဆိုင်တော့ခန်းစစ်ကပိုးပြီးတောင်းတင်းလာတာမှတ်ပြီမဲ့မနစ်ကလောက်တော့ပေကိုးတွေနည်းနည်းလေးတော့မရတော့တဖြည်းဖြည်းနဲ့ပိုးပြီးများလာတဲ့ပေကိုးတွေခွင့်ပြုလာတယ်။ဒါပေမဲ့တချို့ပိုင်းလေးမှာတော့ဒေးဗစ်ရိုင်ယာကတကယ့်ကိုဒဗယ်စိတ်တွေကတော့အန်အောမင်းတက်ဖွဲ့ပဲ။ရိုင်နဲ့ပတ်သက်ပြီးကျွန်တော်အမှတ်တရအရှိဆုံးပွဲကအတလနာအသင်းနဲ့ပွဲစဉ်မှာပနတီကိုဒဗယ်စိတ်သွားခဲ့တဲ့အပိုင်း ယူနိုက်တက်ရဲ့ပွဲစဉ်မှာအနီးကပ်ကန်ချက်ကိုပုတ်ထုတ်သွားခဲ့တဲ့အပိုင်းမနီးကကာဆင်ရဲ့ပွဲစဉ်မှာဒန်ပန်းရဲ့အနီးကပ်ကောင်းတဲ့ချက်ကိုပုတ်ထုတ်သွားပြီးတော့သူအမားလုပ်လိုက်တဲ့တစ်ခုကိုလည်းဒဗယ်စစ်တစ်ချိန်ထပ်လုတ်သွားနိုင်ခဲ့တယ်။တကယ်ကိုကောင်းမွန်လာတဲ့ပုတ်ထုတ်မှုတွေလုပ်နိုင်ခဲ့တယ်။ဒါပေမဲ့ PSG အသင်းရဲ့ပွဲစဉ်မှာပေးလိုက်တဲ့ဂိုးတွေကြည့်မယ်ဆိုတော့လူကာရဲ့အနေထားနဲ့ကန်ခံလိုက်တဲ့ဂိုးတွေကများတယ်။သူလည်းမတက်နိုင်ဘူးလေ။အဲ့တော့ David Ryan နေနဲ့ clean sheet 73ချိန်ရထားတယ်။တစ်ဖက်က Forest ဂိုးသမားလည်း73ချိန်။ Arsenal ဂိုးသမားအနေနဲ့က ဆောက်တန်အသင်းနဲ့သွားကြရမှာကလစ်ရှိရောက်ဖို့အတွက်ပိုပြီး chance များတယ်တဖက်က force ကအင်ကွင်းမှာ chelsea လိုအသင်းကိုအခက်ကစားမှာ four နဲ့ chelsea ကနှစ်သင်းလုံးကအထာမထားတော့ဘူး twin goal တွေများများဆန်ဆန်ဖြစ်မဲ့ပွဲအဲ့တော့သူတို့ကလစ်ရှိမရောက်ဖို့များသွားပြီးတော့အကိမ်းများနှစ်သင်းလုံးကလစ်ရှိရောက်လို့၁၄ရက်တိဖြစ်ခဲ့မယ်ဆိုရင်ပူးတွဲရမှာအသင်းသမိုင်းကြောင်းတစ်လျှောက်မှာဒီပူးတွဲရခဲ့တဲ့အချိန်ကြီးရှိခဲ့ဘူးတယ်အဲ့ဒါကတော့ chelsea ကိုသမား ပီတာချက်နဲ့အာဆင်နယ်ကုသမဆက်စပ်ကြီးတို့က2013 2014ဘောလုံးရာသီမှာတော့တခါပူးတွဲရခဲ့ဘူးတယ်ရွှေလေးအစုကို2015 2016မှာတော့ပီတာချက်ကတစ်ချိန်ရတယ်ပြီးတော့2023 24ဘောလုံးရာသီကြံခဲ့တဲ့ရာသီတုန်းကဒေးဗစ်ရာကတစ်ချိန်ရတယ်ကလင်းရှိရခဲ့တဲ့အာဆင်နယ်ဂိုးသမားရဲ့ history ကိုအခုနောက်ဆုံး၃ချိန်ပြန်ပြီးကြည့်လိုက်တဲ့အခါမှာကလင်းရှိ16ချိန်စီနဲ့ရထားတာ အော်ဒီဒီဂျင်ကတော့73ဂျင်နေရမလား74ဂျင်နေရမလားဆိုကျွန်တော်တို့စောင့်ကြည့်သွားမယ်အဲ့တော့ဒေးဗစ်ရိုင်ယာအနေနဲ့အရှိမအရောင်းကို strong ဖြစ်တဲ့ခံစင်မှုတွေနောက်မှာကစားခဲ့ရတာဖြစ်တဲ့အတွက်အခွင့်အရေးရှိရဆိုပေမဲ့သူ့ရဲ့ကြိုးစားအထောက်အပံ့ကြောင့်လည်းဒီထက်ပိုပြီးကလင်းရှိတွေရခဲ့လို့ကျွန်တော်ထင်တယ်ကဲအဲ့တော့နောက်တစ်ပိုင်းအဲ့တော့ဒီကစားမှာကလင်းရှိရခဲ့တဲ့ပွဲလေးပေါ့လေ Iswet Town ကိုအတော်ပြောင်းကလင်းရှိရခဲ့တဲ့ Northern Forest Wolverhampton ဒီ3သင်းစလုံးကိုအိမ်ကွင်းရောအဝေးကွင်းရောကလင်းရှစ်ရယူထားနိုင်ခဲ့တယ်။အဲ့ဒီမှာကလင်းရှစ်က6ပွဲရခဲ့တယ်။ပြီးတော့နယူကာဆယ်၊လက်စတာ၊အေဗာဒန်၊ယူနိုက်တက်၊စပါ၊အက်စတွန်ဗီလာ၊ချယ်ဆီဒီ9သင်းစီကနေပြီးတော့လည်းကလင်းရှစ်ရခဲ့။စုစုပေါင်းကလင်းရှစ်13ပွဲစုဆောင်းထားနိုင်ခဲ့။အသင်းကြီးရောအသင်းငယ်တွေအကုန်လုံးပါတယ်ပေါ့လေ။အဲ့တော့ရိုင်ယာအနေနဲ့ဒီယာဒီမာသာရွှေလက်အိတ်စုထပ်ပြီးရခဲ့မယ်ဆိုတော့နှစ်နှစ်ဆက်ရွှေလက်အိတ်စုရပါဖြစ်မယ်။ အသင်းအတွက်ဆိုလို့ရှိရင်တော့ဆူပလာတစ်ခုမယူပေးနိုင်ခဲ့ရင်ပဲလေကစားသမားတဦးချင်းရဲ့ဆွဲဆောင်ရေးကလည်းအသင်းအတွက်ဆိုတာဂုံတက်စီတဲ့အရာ record တစ်ခုပေါ့လေကျွန်တော်တို့အသင်းဆူပလာမရဘူးဆိုရင်တော့ကစားသမားတွေတဦးချင်းဆွဲဆောင်ရေးဆူပလာလေးကိုရရစီချင်တယ်သိရမလားလာမယ့်ရာသီမှာတော့အာရီတာကသူ့အတွက် final ရေးရလို့လည်းသူ့ကိုယ်သူမှတ်ထင်တာဖြစ်တဲ့အတွက်ဘာမဆိုဖြစ်လာနိုင်တယ်အဲ့တော့ဒေးဗစ်ရိုင်ယာကိုအာဆင်နယ်ကပထမအငားခေါ်လိုက်တယ်။ကြံခဲ့တဲ့ယာတီကရွှေလဲအိစုပါရပြီးလက်စွမ်းပြရင်တောင်မှအသင်းရဲ့ပထမနံပါတ်1ကိုမှဖြစ်တဲ့ရန်စတစ်ကို ဆောက်သားတဲ့ကိုရောင်းထုတ်လိုက်တယ်ပြီးတော့ရာယာကိုအပီးသက်သဘောတူဝင်28တန်းနဲ့ဝယ်လိုက်တယ်အမေရိကန်တော့ဘရန်ဖို့ကတိတ်တောင်မရောင်းကျင်တော့အာဆင်နယ်မှာပြနေတဲ့လက်ဆွဲမျိုးတွေကဒီထက်ပိုပြီးဈေးတောင်းလို့ရတယ်ဒါပေမဲ့အာဆင်နယ်ကခေါ်လိုက်တဲ့ကသူတို့ဝိတ်နဲ့ဖိပြီးခေါ်ခဲ့တာအငှားကြီးပေါင်3တန်းအပီးသက်ဝယ်ခွင့် ပေါင်း28တန်းဆိုတဲ့ပုံစံမျိုးနဲ့ခေါ်လိုက်တယ်အဲ့ဒီဒီကစားမရောက်လာပေါ့လေအဲ့တော့ဒီကစားမတော့သူ့ရဲ့ငယ်ဘွားတော်ကဘလက်ဘန်မှာဖြတ်တန်းခဲ့ဘူးတယ်အဲ့ရနေပြီးတော့ UO 3တန်းနဲ့ Brandford ကို2019မှာပြောင်းတယ် Brandford စီကနေမှတစ်ဆင့် Arsenal ကို UO 31တသမ6တန်းနဲ့ဒါထပ်ပြောင်းလာခဲ့တယ်ပေါ့လေအဲ့တော့ Transfer Market မှာလက်ရှိချိန်မှာ UO 3 40ရှိပြီးစပိန်လက်ရွေးစင်အသင်းရဲ့ ဒါအရန်ကိုသမအဖြစ်တော်ဆင့်ခေါ်ခြင်းခံထားရတယ်။ဘယ်တော့တော့အတင်းရဲ့အဓိကကိုသမဖြစ်မလဲမသိလို့တော့အသက်29နှစ်တော်ရှိလာခဲ့ပြီ။အခုဒီယာဒီမှာအာရီတာနီနဲ့မကြာခဏလှုပ်ရှားနေခဲ့တဲ့အပြောင်းရွှေ့တစ်ခုရှိတယ်။အဲ့ဒါကဒေးဗစ်ရိုင်ရဲ့နောက်မှာအရန်ဖြစ်ဖြစ်အဲ့နာမှာသွေးသစ်လောင်းမှုအတွက်ဂျိုဟန်ဂါစီယာလိုကစားသမားမျိုးတွေစောင့်ကြည့်နေတယ်။အဲ့တော့ဒီကစားသမားကိုစောင့်ကြည့်ရဆိုတာကလည်းအရန်အတွက်လိုပဲထင်တယ်။ဒေးဗစ်ရိုင်ရဲ့အာဆင်နယ်အတင်းရဲ့ ခန်စစ်တန်းကစားသမားကြီးနဲ့တကယ်ကိုကော်နရှင်မိနေကြတာဖြစ်တဲ့အတွက်နောက်နှစ်နှစ်လောက်ကလှည့်ကြည့်စရာမလိုတဲ့အဓိကကိုသမားဖြစ်ရှိနေဦးမှာသူသာစတောင်းဖြစ်ဖြစ်ဒဏ်ရာကင်းစင်နေခဲ့မှာဆိုလို့ရှိရင်မော်လေအဲ့တော့ Ryan နဲ့ပတ်သက်ပြီးကျွန်တော်တို့တချို့ကမေးကြတယ်ဒီကိုသမားကိုကြိုက်ကြလားဆိုတော့လက်ရှိအသင်းမှာသူ့မှာမကြိုက်ရင်လည်းကြိုက်စရာလူမရှိတော့ကျွန်တော်တို့မှာအငားခေါ်ထားခဲ့တဲ့ဘုံပေါက်ကိုသမားနတ်တူပဲရှိသူ့အသက်ရွယ်သူ့ရဲ့အနေထားသူ့ရဲ့ဝင်းစွမ်းဆောင်နိုင်တဲ့အနေထားမျိုးနဲ့ဆိုတော့ အဆင်မပြေဘူးလေရိုင်ယောက်ကိုဖီအားပိနောက်လို့တဲ့အနေထားမဟုတ်နောက်ပြီးတော့တော်မီဆက်ဖို့လို့ဂျက်ပေါ်တာတို့လို့ကစားမမျိုးတွေကလည်းငယ်သေးတယ်ခိုင်းရလည်းအငားချထားခဲ့တယ်အဲ့လိုအနေထားမှာတကယ် quality မြင့်ကိုသမားတူခေါ်နိုင်တော့မှာပဲအဆင်ပြေမဲ့အနေထားပါလေမခေါ်နိုင်တော့ဒေးဗစ်ရိုင်ယာကတော့ဒီတိုင်းတချို့ပိုင်းလေးမှာပေါ့မဲ့ပိုင်းလေးတော့ရှိတယ်ဒါပေမဲ့ဘသူကမှတော့ဩကိုပေးရပါစီဆိုပြီးတော့ဆော့တာတော့မဟုတ်ဘူးဒါပေမဲ့ကိုကိုနောက်ကနေ pressure ပေးနေမဲ့ကိုသမားတူမရှိရခါကျရင်တခါကျရင်အဲ့လိုမျိုးစိတ်ပြတ်နေတာလေးတော့ဖြစ်တတ်တယ် အဲတခါကျရင်ဒီကိုသမားကိုကျွန်တော်မကြိုက်တဲ့အခြေအနေချက်ရှိတယ်အဲ့ဒါအိုက်တာပဲ instruction ပေးထားလို့လားမသိဘူးကိုင်းလယ်မှာရှိတဲ့ပါတီစီကိုရောက်အောင်ပေးတာအဲ့ဒီနှစ်ယောက်သုံးယောက်ဂျာကတ်ထားပါလို့ဆိုတဲ့ပါတီစီကိုရောက်အောင်အဲ့အလဲဘက်ဖျက်ပေးတာဘယ်ဘက်ချမ်းညာဘက်ချမ်းဖူးဘက်ကစားသမားကြီးအရှင်မပေးဘူးအဲ့လိုမျိုး receive ပေးရတဲ့ချုပ်ပိုင်းလေးမှာမနည်းကကာဆင်နဲ့ပွဲစဉ်မှာဆိုကန်ကောင်းလို့ဂုဏ်ပေးရတာသူပေးလိုက်တဲ့ပေးပို့မှုအမှားတစ်ခုကကာဆင်ကစားသမားတူပြန်ဆယ်သွားနိုင်ခဲ့တယ်ချက်ချင်းတိုက်စစ်ဆာသွားတာ အဲ့ဒါကိုလည်းသူအသေးစံပြန်ပြီးပုတ်ခဲရတယ်အဲ့တော့ David Raya အနေနဲ့တချို့ပိုင်းလေးမှာ risk UV ကစားတဲ့ဟန်တချို့ရှိတယ်ကျွန်တော်ကသူ့ကိုကြိုက်တာလေပုတ်ထုတ်ကာဝယ်မှုအပြေမှာထပ်ပြီးကြိုက်တာကအဲ့ဘူကောင်ဆာကာတို့မာတီနယ်လီတို့ရဲ့တောင်ပံတွေကိုဘောလုံးလောင်းပေါ်ပြီးဖြတ်ပြီးတော်တော်လေးကိုကောင်းတာဆိုတော့ David Raya ကိုဂုံပြည့်အနေနဲ့ဒါကတော့ကိုသမားအင်ကြီးလေးနဲ့ပဲဒါကျွန်တော် ဒီညနေသတင်းအစားတင်ဆက်ပေးရပါဒီညနေမှာလည်းကျွန်တော်စိတ်ကြိုက်သတင်းတွေမတွေ့ရဖြစ်တဲ့အတွက် Raya အနေနဲ့ရွှေလက်အိတ်စုကိုနှစ်နှစ်ဆက်ရမယ့်အနေထားနဲ့ပတ်သက်ပြီးတော့ဂုံပြူဗီဒီယိုတစ်ပုဒ် player special review လေးလုပ်ပေးရဖြစ်ပါတယ်အဆုံးထိကြည့်ပြတယ်လဲအားလုံးကျေးဇူးတင်ပါခင်ဗျာဒီ season လေးကိုဒီကကူညီပောင်းပေးတဲ့ show ဘောလုံး online အကြုံလဲကျေးဇူးတင်ပါတယ်အမှဆော့မယ်ဆိုရင်တော့ Viber ဖုန်းနံပါတ်399 6939 630ပြီးတော့ဝန်ဆောင်မှုအပြည့်အဝရောက်နေပါတယ်အဘက်ခုရှိကို sport internet 9000လုံးမြို့တူကိုကစားမယ်ဆိုရင်တော့လာရောက်ကစားလို့ရပါခင်ဗျာ